ရခိုင်ပြည်မှာအသက်၁၈နှစ်ပြည့်သူတိုင်းအနည်းဆုံး၂နှစ်ကြာစစ်မှုထမ်းရမယ့်စနစ်ကိုအာရခတက်တော် A ကတရားဝင်ပြဋ္ဌာန်းဖို့ပြင်ဆင်နေပြီးစီယုံရည်နဲ့လူစင်းကောက်ယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအာရခတက်တော်ဘက်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ရခိုင်ပြည်နဲ့လူမျိုးတည်တံ့ဖို့အတွက်စစ်တင်တန်းတက်မြောက်ထားတဲ့နယ်လို့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်မှအထွေထွေတွင်ရေးမှုဦးမျိုးကျော်ကအာရခတိုင်းကိုပြောပါတယ်။သို့တော်လည်းရခိုင်တရားဝင်နယ်ဆိုတော့နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ဆိုတော့ကျွန်တော်တို့ကတော့စဉ်းစားချက်ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကျွန်တော်တို့လူမျိုးတည်တံ့ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့လူတိုင်းလူတိုင်းဟာစစ်ပညာအတတ်ပညာကိုတော့တက်ထားရမယ်ကျွမ်းကျင်မှုရှိရမယ်နားလည်မြင်ရမယ်လက်နဲ့ဘလူတိုင်းကံပြီးပြည့်နိုင်ရမယ်ဆိုတဲ့တွေးခေါ်မှုတော့ရှိပါတယ်ဒါပေမဲ့အခုပြောနေကြတာကတော့တရားဝင်ပြောတာတော့ကျွန်တော်တို့မကြားဘူး အမျိုးသမီးဆိုရင်အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကအသက်18နှစ်ကနေ45နှစ်အတွင်းရှိသူတွေစစ်မှုရန်တင်တဲ့တယောက်ရမယ်လို့သတင်းတွေထွက်ပေါ်နေတာပါစစ်မှုရန်ကာလနဲ့ပတ်သက်ပြီးတိကျသေးကြတဲ့အချိန်ကာလထွက်ပေါ်လာမှုမရှိသေးပေမဲ့ထွက်ပေါ်နေတဲ့သတင်းအရစစ်မှုရန်ကာလအနည်းဆုံး2နှစ်သတ်မှတ်ထားတယ်လို့သိရပါတယ်လက်ရှိမှာတော့စစ်ကောင်စီကလည်းစစ်မှုရန်ဥပဒေပြဋ္ဌာန်းလိုက်တာနဲ့တိုက်ဆိုင်သွားတာကြောင့်လူလူဗမာအမြင်တစ်မျိုးဖြစ်သွားတာဖြစ်နိုင်တယ်လို့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်မှအထွေထွေအတွင်းရင်းမှု ဦးမျိုးကျော်မှအာရခတိုင်းကိုပြောပါရစေ။အဲဒါကဒီလိုတစ်ခုတော့ရှိရပြ။ကျွန်တော်တို့ကိုယ်တိုင်ကဒီနိုင်ငံရေးအေးပါတီထောင်စင်ကရောကျွန်တော်တို့ပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့ရဲ့ရည်ရည်မှုအရာကျွန်တော်တို့စဉ်းစားချက်တွေမှာတော့ရှိခဲ့တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ရခိုင်ပြည် ကိုကျမကိုဖန်တီးခွင့်ရမယ်ဆိုရင်ကျွန်တော်တို့အချုပ်အချာအာဏာကိုထိန်းဖို့အတွက်လူငယ်ရင်းလူငယ်ရင်းနော်စစ်တမ်းနဲ့တော့တက်ထားရလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်နော်စစ်တမ်းတက်လို့စစ်မှုထမ်းဆိုတဲ့ဟာအခုချိန်မှာတော့တိတ်တိတ်ဆန်ဆန်ပေါ့ဗျာစကားစားရဲ့တကြီးတော့စစ်မှုထမ်းဥပဒေနဲ့သွားပြီးတော့ဒီဟာဒီကထပ်တူသွားကြတဲ့အခါအမြင်တစ်မျိုးမြင်ကြရပေါ့အာရခတက်တော်အေးရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေက ရခိုင်ပြည်ကိုကာကွယ်စောင့်ရှောက်ဖို့ရခိုင်သားတိုင်းမှာတာဝန်ရှိကြောင်းနဲ့လိုအပ်ရင်စစ်မှုထမ်းနိုင်တဲ့လူတိုင်းစစ်မှုထမ်းဖို့အသင့်ရှိရမယ်လို့ပြောဆိုထားမှုတွေလည်းရှိခဲ့ပူပါတယ်။2023ခုနှစ်နိုဝင်ဘာလကစတင်တဲ့အာရခတက်တော်အေအေရဲ့ရခိုင်ပြည်တိုက်ပွဲမှာမြို့နယ်18ခုရှိတဲ့နဲ့14မြို့နယ်ကိုအလုံးစုံတိမ့်ပိုက်ထိန်းချုပ်ထားပြီးစစ်တွေကြောက်ဖြူနဲ့မအောင်မြို့နယ်တို့သာကြန့်ရှိတော့တာပါ။